ဒါကြောင့်ဒုစရာတွေကပြောတာအေးกว่าတဲ့ဒီထဲမှာကိုမကောင်းတဲ့လူပါလို့ရင်ခွက်လို့ပါတော့ဆင်းပြပြမယ်ဒုစရာတွေကပါပြောလဲဆိုအေးกว่าတဲ့အလူတဲ့လူပါသဆိုလက်ကလေးတစ်ဖက်ကုတ်နေတယ်တဲ့ကျွတ်သားလေးကြောက်လာပြီလက်ကဟုတ်တော့ကိုတွေကကြောက်အလူလို့လူသိမှကြောက်လို့လက်ကလေးကိုမသိုးတဲ့အိမ်ကြီးတွေကတမိန်လေးနဲ့ပုတ်ပွက်ပြီးတော့ပေါ့တကူလေးကင်ပြာလေးနဲ့လက်ကင်ပြာလေးနဲ့ပြည့်ပွက်ပြီးတော့ပေါ့အလူအိမ်ကတမဲစားတဲ့ခါကျတော့လက်ကလေးတစ်ဖက်ကိုဖွက်ပြီးတော့အခြားလက်တစ်ဖက်နဲ့စားလို့ရသေးတယ်ကွာတစ်ဖက်ကုတ်တော့လူမသိဘူးတဲ့နော်လက်ကလေးဖွက်ထားလို့ရသေးတယ်အနူအနူဟုတ်ပြီနော် ဟေးနှစ်ဖက်ကုန်လာပြီဆိုတော့ဟဲ့ကောင်လူသိပြီဖုံးရတော့ဘူးတဲ့ယောဂီတို့နှစ်ဖက်တော့မကုန်နဲ့ဟုတ်တယ်မလားကြိုက်တာကုန်လိုက်ရတယ်ပြဿနာမရှိဘူးတော့ဘုန်းကြီးပြောပြရတာအဲ့ဒါကြီးပြောပြတာတရားကြီးစနစ်တွေပါတော့ကိုပါလေကိုညာကသုံးသက်ပါဦးဆင်းပြောပြတာကိုကိုယ်တိုင်သင်တို့ကိုယ်တိုင်ကိုယ်ပိုင်ညာဖြစ်ကြတဲ့အခါမှာအိန္ဒိယတို့ဒီအကျိုးမရှိဘူးရှားတာမပြောဘူးဖယ်လိုက်ပေါ့လို့အစင်းမပြောပြောဘူးလည်းပြောပြောအိန္ဒိယတို့ဒီကိုယ်ပိုင်ကိုယ်ပိုင်ညာနဲ့စဉ်းစားပြီးနှလုံးအိမ်ထဲမှာတဲ့ကျန်တော့လိုက်ရှားတာသူကရရဲဆိုရင် ထည့်ပြီးရှင်းသုံးလိုက်ကုန်ဟုတ်တယ်မလားဟိုကလည်းမလုပ်တတ်ဒီကလည်းမလုပ်တတ်ကြားလဲကြားနေရတယ်ကြားလဲကြားခဲ့ဘူးတယ်တခုတော့ရှိတယ်ကွာကိုယ်တော့ဘယ်လိုဟောလဲအခု तू ကဘယ်လိုဟောလဲဟဲ့လို့ပြောတိုင်းနေနေတိုင်းနေစေပဲဖြစ်ပြီးဘာမှမရအဲ့တော့မှတ်သားဦးဇင်းတို့ကိုလည်းတရားစာရင်တော့အဲ့လိုတိုင်းရဲ့ဘူးလေနော်တိုင်းနေကိုသိရဲ့ကိုသိရဲ့အတူထွာလေးနဲ့တိုင်းတိုင်းနေခါကျတော့လိုက်တိုင်းရောမရနိုင်တော့နော် တော့တွားပြီးမတိုင်းလေဘယ်တော့မှမရတော့ဘူးလို့ပြောပြအဲ့တိုင်းတယ်တိုင်းတိုင်းညံကမရောက်တော့ဘုန်းကြီးပြလိုက်တယ်ဗျာရှင်လည်းမရောက်တော့ဒါတော့ဒီစာအုပ်ဆိုင်ကြီးကတော့ဘိုးဘိုးဆိုပြီးပေါက်ွက်နေတယ်သီရှာကင်ပြောတယ်မိမိကိုမိမိတို့ဘယ်လိုဟောတာဘိုးဘိုးဆိုတဲ့တပည့်တွေကလားဦးစင်းဘိုးတိုင်းပါဝင်အားစားဟုတ်ပြီနော်အခြားဆရာတွေရောဘိုးဘိုးဆိုတဲ့တပည့်တွေကလားအေးဟုတ်ပြီနော်ယောဂီတို့ကဘုသူရိပ်သာပါအားထုတ်တာ ဘသူရဲ့ဥပနိတိယမိုးမိုးဆရာတော်ဘုရားရဲ့ဥပနိတိယဒါဆိုမိုးမိုးဆရာတော်ပြောခဲ့တဲ့စကားတွေတရားတွေအဲ့မှာမရှိဘူးလားရှိနေတယ်ဒီမှာမိုးမိုးဆရာတော်ရဲ့တရားကိုယူပြောတာကိုဘာလို့အဲ့ဒါကိုလက်မခံနိုင်ပဲဖြစ်နေတာလဲအေးအဲ့ဒါစဉ်းစားပါနော်အဲ့ဒါကိုသိဖို့လိုပါပဲအဲ့တော့ကောင်းပြီရောရောအဲ့လိုနေနားမလဲတော့သမုဒိယသစ္စာကြီးဖွဲ့တာမာယောလောကရဲ့စီးပွားရှားတာတွေစီးပွားဥစ္စာတွေစုဆောင်နေတဲ့လူတွေကိုယ်ရဲ့စုဆောင်နေတဲ့သမုဒိယသစ္စာဖြစ်တယ်လို့ထင်မှကြောက်ကိုယ်ရဲ့အလုံးလုံးနဲ့သမုဒိယသစ္စာဖြစ်မယ်လို့ထင်မှကြောက် တော့တရားသမားလို့ခေါ်တယ်တရားအမှန်ကိုမသိရတော့မက်ခင်ကလမ်းကမမှန်တော့အပြေအလုံလည်းမဖြစ်စိတ်လည်းမငြိမ်းချမ်းတရားသမားဆိုပြီးသေတာသွားရလောကကြိုးစီပါလည်းမဖြစ်ဘူးစိတ်ရဲ့ငြိမ်းချမ်းမှုပဲမရဘဲနဲ့တို့ဆရာပြောလို့ဖြစ်တစ်ချက်ရှိတော့တတရာပြည့်တစ်ချက်ရှိတော့အုတ်စေတာနှစ်ချက်နဲ့အပေသွားတယ်အကုန်လုံးပြောလိုက်တယ်နော်အသရိသာကပြောပြဒါတွေကိုပြောတာတရားဆိုဖြစ်လို့တစ်ချက်ရှိတော့ ဖြစ်လို့ရှိနေတဲ့ကြောင့်သတ္တရကွာတရားမသိရပြက်လို့အချက်ရှိတဲ့ခါရောက်တယ်တရားကိုမှန်မသိလို့ပြက်လို့အပြက်ကိုလုံးတဲ့ကြောင့်အုတ်စီတာကွာဖြစ်တဲ့ချက်သတ္တရပြက်တဲ့ချက်အုတ်စီတာသတ္တရအုတ်စီတာဆက်မဖြတ်မအစွန်းနှစ်ပါးနဲ့အဲ့အောင်ပဲသွားတယ်ဘယ်လိုပြောလဲဒါကြောင့်ဖြစ်ပြက်ဖြစ်ပြက်ဒီမလုံနေတယ်အရင်ကဒီကပြိုးနေတဲ့အရာကိုသိချာနာတော့ပါအတိမမှန်ရင်ဘာမှလုံးလို့မရဘူး။ဒါကြောင့်ယောဂီကိုပထမဆုံးနေ့ကဦးစင်း သုံးပါပြီးတော့ကောင်းတယ်ခဲ့တဲ့စကားရှိတယ်ဒီပထမတရားနည်းနဲ့လည်းနားလည်သွားတာကြည့်ချင်းပဲခုနှစ်ရက်ပြည့်မှလည်းနားလည်သွားရင်နားလည်သွားလိမ့်မယ်လို့ပြောခဲ့ဦးလားပြောခဲ့လားပြောခဲ့အဲ့တော့ဒီကိုယောဂီတို့သတိထားဖို့မလိုဘူးလားလို့လားဘုန်းကြီးဘာမှမလုပ်တတ်ဘူးဆိုမေတ္တာလေးပို့နေပါထိုင်ပြီးတော့တော့ဂုံတော်လေးပွားနေပါလို့ပြောခဲ့ဦးလားပြောခဲ့လားဒါပေမဲ့ပြောတဲ့တရားတွေကိုနှလုံးသွင်းဘသူများပြောခဲ့တဲ့တရားတွေကိုသူများပြောတဲ့အချိန်မှာတော့ဘောအခုချိန်မှာကမ္ဘာနာဘန်းနေသူ့ကိုဆရာတွေထားတာမို့လားမှန်ပါဗျာ ေအဲ့ဒီမှာပြောတဲ့တိုင်းလေးလုပ်နေပါဟုတ်တယ်မလားကမ္ဘာန်းဆရာရဲ့စကားကိုနားတော်ရတယ်ဆိုအေးအဲ့ဒါကြတော့ကဲနားမတော်ရင်ဒီဥစဉ်ပြောတာသုံးသက်တာကိုသုံးသက်တတ်ဖို့အတွက်ဥစဉ်အများကြီးပြောခဲ့ပြီတော့ပညာကြီးချဲ့ပြီးတော့အဲ့လိုလေးကိုကပြောတဲ့တိုင်းလေးလိုက်လာတော့မယ်လုပ်ကြည့်မယ်ဆိုကိုယ်စိတ်အေးတာအသာလေးတွေ့သွားမှာတော့အခုတော့ကိုယ်ကတိုင်းတာနေတယ်ကိုယ်ကမ္ဘာန်းဆရာပြောကိုယ်ကမ္ဘာန်းဆရာပြောတဲ့တိုင်းလုပ်ကြည့်လိုက် ခုဒီကမ္မထမ်းဆရာလာတော့ဒီကမ္မထမ်းဆရာပြောတဲ့အတိုင်းလုပ်ကြည့်လိုက်နှစ်ခုကိုနောက်ကျမှချိန်စပြီးနှလုံးသွင်းကြည့်လိုက်ဘယ်ဟာငါစိတ်နှလုံးကိုတကယ်လွတ်လပ်ပေါ်ပါစေသလဲအဲ့လိုလုပ်ရတယ်တရားဆိုတာအဲ့လိုမလုပ်တဲ့ယောဂီကိုတရားစကားဝဲပေါင်းမိကုံမဆုံးမုံမဆုံးပေါ့ဘယ်လိုပြီးနိုင်မလဲဟုတ်တယ်မလားဟေးဥနာနာမလာတော့သူကတော့အမြဲတမ်းအားထုတ်နေမှုတွေသူကစူးစမ်းပေးထားပါတယ်အမြဲတမ်းကမ္မထမ်းဆရာကြီးသူကပြောင်းလဲပြီးပြင့်ပေးနေပါပါယောဂီတို့အတွက်ဒါပေမဲ့တစ်ချက်တည်းအမြဲတမ်းလုပ်နေသွားရင်ကိုယ့်ဘဝတန်ဖို့မများဘူးလားများလား ။ဟောပြီဒါဆိုယောဂီတို့သမုဒိယသစ္စာဆိုတာဟာအပြင်မှာသားချင်းမှုမရချင်းမှုစီးပွားဥစ္စာရှာဖွေမှုကိုယ့်ရဲ့ဒကာဓမ္မတွေစားတော်မှုနဲ့ရှာဖွေနေတဲ့အလုပ်တွေဟောပြောနေတဲ့အလုပ်တွေကိုသမုဒိယသစ္စာဖွဲလို့ရပါဘူး။ဒါဆိုယောဂီတို့ပြောပြမယ်။တရားသိသူဖြစ်ဖြစ်မသိသူဖြစ်ဖြစ်သာသမီဤကုံမောင်မအတွက်၎င်းမိမိဘဝတိုးတက်ရာတိုးကျကြောင်းတွက်၎င်းလောကအများသတ္တဝါချမ်းသာဖို့အတွက်၎င်းစီးပွားဥစ္စာရှာဖွေတဲ့ထာကြလုံးလာဝေးရဥဒ္ဒါရသမ္မရာထာကြလုံးလာဝေးရလည်းပြည့်စုံနေအာရကသမ္မရာရရလာတာကိုကောင်းစွာစောင့်ရှောက်ထိမ့်သိမ့်နေ ခင်ဗျားတို့ဘုံကြီးမင်းကရုပ်ကိုလိုက်ကြတပိတော့တဲ့ဟိုမှာဘေးကိုတရားတွေပါလိုက်ခေါ်တော့တဲ့စံလေးတွေပါရရတယ်တဲ့ဘုံကြီးတဲ့ဟိုမှာအဲ့တော့စံလေးတွေပါလေးကိုဟိုမှာကိုရောင်ထဲမှာလောင်ထားတယ်တပိတော့အဲ့ဒါကြီးနဲ့ထုတ်ပြီးတော့ကျွေးပါတယ်တဲ့လိုအပ်တဲ့ခါမှာရှားဘုံကြီးကိုရောင်းစားလိုက်ပြီရှားဘုံကြီးကိုရောင်းစားလိုက်ပြီပြောင်းပြောတာကျွန်တော်ရပါအားကြီးပဲရောင်းစားလိုက်ပြီဓမ္မငွေစုထားပြီဘဟုတ်ရောလုံးကုန်ပြီနော်ညာကြီးလေကျွန်တော်တကယ်ကြီးကမ္မထံဘုန်းကြီးတွေသူများကမ္မထံပေးတယ်ပြီးတော့အင်္ဂလိပ်ပြန်သွားနားထောင်နေတာ လောက်အောင်နေတယ်ဒါပြောမလဲအကုန်ကုန်လိုက်မယ်ဒါအဲလိုနေများနေလို့ရုပ်ယူ view site ပါပြောနေတယ်ပတ်စံရလာတယ်တရားဝဲပြန်လာရက်တော့တယ်ရုပ်ယူတော့မသိဘူးပြောတယ်ကွာဘူးဘာမှမချင်ရိုက်ရှာလဲမတတ်လဲပြောပလိုက်တော့အခုတော့ဟုတ်တယ်မလားရုပ်ယူစေတနာကြီးလို့ပြောနေတာအလိမ့်နေကြီးပဲတော့ရုပ်ယူတော့ကျွန်တော်ဒီရုပ်ယူတရားစစ်တရားမှမဟုတ်ပဲနဲ့ ်တရားစစ်တရားမှန်လို့လိညာဟောသည်ရှိတော့ပြန်လမ်းမရှိပါသေးတော့ကျွန်တော်ပြောအာလုံးနဲ့ဂါရီမုတ်ချတရားပြီဆိုအာနော်ကျွန်တော်ဒီပြန်လမ်းမရှိပါသေးတော့တိတ်တက်ရှိတယ်နော်အသက်ကိုရေးရသာသနာကိုရှစ်ပါအဲ့ဒါကြောင့်ပြောတဲ့သောက်သေချာလားတော့ကျွန်တော်ကအသက်နဲ့ရှစ်တယ်တရားကိုအသက်နဲ့ရှစ်တယ်ဘာလို့စိတ်ကိုအေးစီလို့နော်အဲ့ဒါပြောပြတာစိတ်မအေးပဲအသက်ရှင်နေတာဘာလို့အေးအဲ့ဒါပြောပြနောက်တစ်ယောက်ယောဂီတို့ပေါ်တော်တရားသည် ဗုဒ္ဓနဲ့ဗုဒ္ဓရဲ့ပုဒ္ဓဗုဒ္ဓပုဒ္ဓလို့ခေါ်တယ်ဗုဒ္ဓရဲ့တကယ်သားကြီးကိုခေါ်တယ်သူတို့ကောင်းကြီးကိုခေါ်တယ်တရားစစ်တရားမှန်လွတ်မြောက်ကြောင်းအမှန်ဖြစ်ပါ යි သစ္စာဆိုမယ်ဒီသစ္စာသားကြီးအမှန်ဖြစ်ပါ යි ကျွန်ုပ်ဒီပစ္စည်းလေးပါရလို့မူထင်ပေါ်ကျော်ကြားလို့မူပူဇော်ခံလို့မူအားဖြင့်ဤတရားဝဲကိုလာရခေါ်ရည်ရှိတော့ကျွန်ုပ်တို့ပြန်လဲမရှိပါသေးလားမှန်သောဟောရည်ကိုတာဝနာကျုပ်ကိုစရတဲ့ဟိုတယ်ဖို့ရဆုံးတဲ့ရဟန်းကောင်းရဲ့နဲ့တို့ဒီအေကံစစ်စစ်ဖြစ်ပါသေးလား ဲ့ဒါသစ္စာကျွန်တော်တို့ကစိုးရိမ်သစ္စာကြီးရှိတယ်။ယောဂီတွေစိုးရိမ်သစ္စာရှိအောင်လုပ်ထား။နော်။ကြောင်ပြောတယ်တကယ်သိပြီးတော့ဟောတာ။အေးအဲ့ဒါရောဒေရှာနာတော်။အဲ့တော့လောကထဲမှာအဲ့ဒါယောဂီတို့ကဖြစ်နေတာစီးပွားချာရင်သမုဒိယသစ္စာပတ်စံဆိုရင်သမုဒိယသစ္စာအခုဥဏနာမှာလားခမရလို့တဲ့စံနေစုထားတယ်အဲ့ဒါသမုဒိယသစ္စာလား။အဲ့တော့ဝါရီတို့ကိုတွေ့ဟုတ်တယ်မလားအေး င်ငါတို့ကတော့တစ္ဆာတွေလုပ်နေတာငါတို့ဆရာတို့ကတော့စံနေကောင်းတဲ့ဆူရသမုဒ္ဒရာတွေဖြစ်နေလို့ကြာယောဂီတို့ကထင်းနေသလားမှန်ပါဗျာအဲမလုပ်ပါနဲ့ဗျာအဲ့ဒါပြောပြတယ်နော်သူကမြောင်မတရားလုပ်တာလေတိတ်ရရင်တော့မဖြစ်ပါဘူးနော်သူတို့ကလည်းရရှင်းတဲ့မှာအိတ်တဲ့သူဆက်လိုက်တော့မှအိတ်တာမဖြစ်ဘူးဒီကြောင်းလေးရောက်လာလို့ကြာမြောင်ကြောင်းလေးရရနော်ဘသူပါလို့လဲဆိုသူတို့ကတိတ်ခတ်တဲ့သူတွေနော်ကျောင်းကျောင်းရောက်လေတိတ်ခဲခတ်တာဒီကျောင်းဘယ်လိုလဲငါဆက်လာမယ်ကျောင်းလာဆက်မလာသေးနဲ့ကျောင်းလာအမှန်တိုင်းပြောတာဟောအမှန်တိုင်းပဲ တော့နေတဲ့နေပဲမနေတဲ့ပြန်သွားမယ်အဲ့လိုလူမျိုးတွေဘာလတ်လာပါမှမငဲ့တတ်ဘူးเนาะမငဲ့ဘူးအမှန်တရားကိုသိတယ်စိတ်သတိရှိတယ်မနှောင်ဖွက်တတ်ဘူးမနှောင်ဖွက်တော့စိတ်ကရှင်းတယ်မမျော်လင့်ဘူးလေเนาะနောက်ပြုတ်လဲပြေးရအောင်တော့လို့ပြောတဲ့ဘုန်းကြီးတို့မဟုတ်ဘူးမပြစ်မှာကြောက်လို့လဲရှော့ဖို့ခေါ်တဲ့ဘုန်းကြီးမဟုတ်ဘူးမှန်တော့မသိသိအောင်သိတယ်အဲ့လိုဟိုကြိုက်ကြက်ကြိုက်ကြက်အဲ့တရားသိသွားရင်အဲ့လိုစိတ်နှလုံးချမ်းသာပါသေးတာအဲ့လိုအသိနဲ့အဲ့လိုနှလုံးသားနဲ့သိတာ ။ဟုတ်ပြီတော့တေချာလာတော့အဲ့တော့ရောယူအပြင်မှာစီးပွားဥစ္စာလုပ်တော့သမုဒိယသစ္စာဖွဲ့လို့မရပါဘူး။ဟောပြီတရားသိသိမသိသိဘယ်လိုအဝိဇ္ဇာတော်မှဖြစ်ကလားဖြစ်ဖြစ်တယုတ်ဖြစ်ဖြစ်မြန်မာဖြစ်ဖြစ်ဘုရားဘာသာကိုးွယ်သူဖြစ်ဖြစ်မကိုးွယ်သူဖြစ်ဖြစ်အဲ့စီးပွားဥစ္စာရှာနေပြီးတော့မိမိခန္ဓာကိုရှာလာဖို့အများသတ္တဝါကိုပေးကမ်းဆောင်ခြင်းကိုသူ့ဆိုင်ရာဆိုင်ရာအလုပ်တွေလုပ်ပြီးတော့စီးပွားဥစ္စာကိုစုဆောင်နေကြတော့သူများအဲ့လိုပုဂ္ဂိုလ်များကိုသမုဒိယသစ္စာမဖွဲရဘုရားကိုယ်တိုင်မဖွဲခဲ့ဘူးရောဂီကလောဘလေးတုံးပြင်းသမုဒိယသစ္စာ ဟာလောဘခန္ဓာကိုယ်နဲ့ရှားတဲ့လောဘအပြည့်မရှိဘူးလောကပေးနေအောင်ရှားတဲ့လောဘအပြည့်မရှိဘူးသမာလောဘလို့ခေါ်တယ်မပယ်ရဘူးသမုဒိယသစ္စာမခွဲရဘူးယောဂီကလောဘကိုအကုန်သမုဒိယသစ္စာခွဲရှားပွင့်ရင်အကုန်လုံးသမုဒိယသစ္စာခွဲတယ်သိင်းချင်းသမုဒိယသစ္စာခွဲတယ်အမရိဟေတရားရင်လာပြီးစီးပွားရေးလုပ်တော့ဘာတွေဖြစ်မှာမလို့တဲ့တော့မဒီလိုများတော့သူများမင်းခေါ်လိုက်သေးတယ်အမရိမဟုတ်ဘူးလို့ပြောတဲ့နေရာတိုင်းနေရာတိုင်းခင်ဗျကျွန်တော်တို့မြန်မာပြည်ပတ်နေတာ အဲ့ဒါပြောပြတာအဲ့တော့သမုဒိယသစ္စာဖွဲ့ရရင်မလွယ်ဘူးလားအဲ့တော့လွယ်တော့အဲ့လိုအလုံးလုံးမဲ့လုပ်လို့သမုဒိယသစ္စာပဲဆိုပြီးမပယ်ဘူးလားပယ်တော့ခန္ဓာကိုယ်ရဲ့အကျိုးစီးပွားဖြစ်သေးလားဘဝရတိုးတက်သေးလားတဲ့အောင်ပြောမယ်ဟေ့လူမွေးကြောင်သေးလားအေးအဲ့ဒါပြောပြတာဆိုတော့အဲ့ဒါကြောင့်မလို့အပြင်မှာအလုံးလုံးတာတွေကိုသမုဒိယသစ္စာမဖွဲ့ရဖွဲ့လဲမဖွဲ့နဲ့ရသော်ပြဥဒ္ဒနာသမ္မာထားကြောင့်လုံးလိုက်ဝိရိယရှိကအားရကသမ္မာရှာဖို့ရလာလေးကိုစုဆောင်းပါ တမသိမိတာသာမြတ်ရတာသုံးပါကလျာဏမိတ်ရသမ္မရာနော်လောကီစည်းဝါလောကုတ္တရာစိတ်ရဲ့လွတ်မြောက်မှုအကျိုးတရားရဖို့အတွက်မိတ်ကောင်းဆွေကောင်းရှိပါစေဒီလေးချက်နဲ့ဒီလိုဆိုရင်လောကကြီးမှာမချမ်းသာဘူးလားချမ်းသာလားချမ်းသာပါဘူးအေးချမ်းသာတယ်ပေါ့ပြီဒါဆိုယောဂီတို့သမုဒိယသစ္စာဆိုတာဘယ်ဟာကိုပြောတာလဲကိုယ်ကစပိုင်းကိုပြောပြဝိဇ္ဇာနဲ့တဏှာလို့မပြောနဲ့ယောဂီတို့အဲ့ဒါလို့မရဘူးအတိတ်ကြောင့်သမုဒိယသစ္စာပြစ္ဆုတ်ကံအကြောင်းသမုဒိယသစ္စာဆိုလို့မရဘူးယောဂီများအဲ့ဒါသာမြင်လို့ဆိုတာ နှုတ်တက်ချပြီးလို့ Lady Sister ရခလေးတင်မိုးကြီးဟောကာယေကာကယေယတာ ABC ဆိုတာနဲ့အတူတူပဲသကလုံးနေတက်တာပဲရှိတယ်ဟုတ်ပြီကြာဘာမှကျိုးရရဖြစ်မလာဘူးဒါဆိုသမုဒ္ဒရာသစ္စာဆိုတာဘယ်ဟာလဲလို့ယောဂီကိုမေးတယ်ဘယ်ဟာလို့ဖြစ်နောက်ပြီးတော့လောက်ကုန်ပြီခန္ဓာမယံပါသစ္စာဒုက္ခသစ္စာ သိတဲ့ဉာဏ်ကမေဃသစ္စာသိတာကသမုဒယသစ္စာသမုဒယသစ္စာဘယ်ကမှမသိပဲဘလို့သိမလို့ယောယောဘလို့သိမလို့ဘယ်နော်သမုဒယသစ္စာဘယ်ဟာလဲလို့ဟုတ်တယ်ဘာမှလို့ပြောတော့စဉ်းရဲဖြစ်ကြောင်းပါပေါ့ဘယ်ဟာကိုပြောတာလဲအဝိဇ္ဇာနဲ့ကဏ္ဍလို့ယောယောပြောမလား အဲပြောလို့ရင်တော့အဲ့လိုပြောတာပေါ့လားယူယူတော့တကယ်သနာနေဗျာယူလို့တော့တကယ်တော့ဗျာယူလို့ဘယ်လိုလုပ်မလို့ယူလို့ဖြာဖို့ပြောကြီးဆရာတော့ခင်ဗျားတော့သင်္ကန်းကတော့မကြက်ရတာတမယ်ပဲရှိတယ်သူက ။ဘုန်းကြီးကမေးတာချင်းချင်းလေးလေအမေတို့ဘာမှအချက်ခိုင်းနေတာမဟုတ်ဘူး။သမုဒိယသစ္စာဆိုဘယ်ဟာတော့မဖြစ်မဟုတ်မသိဘူးဆိုလည်းမသိဘူးလို့ပြောဟောပေးမယ်။ဘယ်လိုလုပ်စားပါအောင်မသိလို့လည်းဟဲဟဲလို့လုပ်နေတယ်သူကဟိုမှာသိနေတာလေလား။ ဆရာဘုံသူရဲ့ဆရာဘုံသူရဲ့ဟာမင်းရတခင်ဆိုရမယ်လာလို့နော်နော်ဆရာဘုံမျိုးကြီးကိုတဲ့ရောင်းလဲလဲရောက်လာခဲ့တယ်ကျွန်တော်ခင်ဗျားတို့မျက်လုံးလေးကလေးကလေးဘုလူကြီးရလေးလူကြီးရလေးနော်အမလေးဟာနော်ဆရာဘုံသူရဲ့အဲ့ကြောင် သမုဒိယသစ္စာအစ်စ်သည်သမုဒိယသစ္စာဖြစ်သည်မနှောထွားတာမှပေါ်လာတဲ့မြင်ခဲ့ဘူးတဲ့အစင်းကြားခဲ့ဘူးတဲ့အတန်နားယူခဲ့ဘူးတဲ့အနံ့ယက်တိခဲ့ဘူးတဲ့အရာဖြစ်တည်ခဲ့ဘူးတဲ့အထွေထွေ အဲ့ဒါမျိုးအရသာပြောတော့အုံးတော်မှာမှတ်ထားစာလိုပြောတော့သင်ရခါရမှာမှတ်ထားနော်အခုတီဗီလိုပြောရမယ်ဆိုရင်အပွေလေးအပွေလေးဝဲလာရုပ်ရှင်ထည့်ထားတယ်အပွေလေးဝဲလာအောက်ဆက်တွေကထိုးလိုက်မှန်သားရုံမှာရိုက်ထားတဲ့အတိုင်းလေးတွေပြန်ပြန်လာအိုက်ခန္ဓာတွေအဲ့ပစ္စုပန်ဖြစ်စေပြိဿကိုပါရခန္ဓာရုပ်ရုပ်အခုအိုက်မှာဟိုမှာဟိုမှာအိုးခင်ဗျားတို့ဘုန်းကြီးကဘုန်းကြီးနေအောင်လုပ်မယ်ဟိုမှာပါပါပိတ်ခါချက်ကြီးရေလုတ်ပေးထားတယ်အဲ့ဘုံမှာဥပါမဖြစ်ဘူး နော်ရုပ်ရုပ်တိုက်ရိုက်ကြရတယ်လားအဲ့အပေါ်မှာဥပါမမရှိဘူးအပြင်မှာဥပါမရှိအဲ့ဖိတ်ကားချက်ပေါ်မှာပေါ်လာတာဥပါမနဲ့တူလာဒီကလက်လုပ်ရေပေါ်မှာလက်လုပ်ဒီကရွှေပေါ်ရေပေါ်မှာလက်တုပ်တရန်တူတယ်ဒါပေမဲ့အဲ့ဖိတ်ကားချက်ပေါ်မှာဥပါမတယောက်မရှိဘူးဥပါမဒီမှာတယောက်ပဲရှိတယ်ဟိုမှာနှစ်ယောက်ပေါ်တယ်ဟုတ်ဟိုမှာနှစ်ရိတ်ပေါ်တယ်တွေ့လားရုပ်ရုပ်နှစ်ရိတ်တကောင်ထင်းနေတာမို့လားအေးအဲ့ဒါပြောပြတာဟိုမှာနှစ်ရိတ်ပေါ်နေတယ်လေ အဲ့ဒီဒီမှာဥပါယမပါလားပါပါဒါပေမဲ့ဥပါယမတော့မတူလားတူလားပါပါအေးအဲ့လိုပဲအဲ့လိုပဲဟဲ့လိုဗီဒီယိုရိုက်ချက်ကင်မရာလေးနဲ့မျက်လုံးလေးနဲ့ဒူတယ်နားလေးနဲ့ဒူတယ်နှာခေါင်းအကြည့်လေးနဲ့ဒူတယ်ဆရာအကြည့်လေးနဲ့ဒူတယ်ကိုယ်အကြည့်နဲ့ဒူတယ်အဲ့အကြည့်မှငါးချက်ကဟဲ့ဗီဒီယိုစကရင်ရဲ့ပန်မလူးလေးနဲ့ဒူတယ်ပန်မလူးဆိုလို့ရတယ်စာပေတည်းဆိုအဲ့ဒါကွန်ဘက်မေတာလို့ခေါ်တယ်ပန်မလူးအခုံးတို့မျက်လုံးလေးကအခုံးလေးအဲ့ကြောင့်ခင်ဗျားကအာယတနာလို့ခေါ်တာသူက တိတ်တော်တဲ့ဗျာကျုပ်ကလေးယူပလိုက်တဲ့ပြောင်တက်တယ်အဲ့ဒါကြောင့်ကျုပ်ကသိတယ်။ဟောဒီမှာကျမှန်မလူခုံးကအဆောက်ကိုရှက်ပေးလိုက်တယ်။မှန်မလူအခွက်ကအဆောက်ကိုမရှက်ပေးနိုင်ဘူး။ဒါကြောင့်ဗီဒီယိုရိုက်တဲ့ခါမှာကင်မရာကိုတက်တဲ့ခါမှာကင်မရာရဲ့မှန်ကမှန်မလူအခုံး